ဲ့လိုဒီနေ့မှာတော့ကျွန်မကအစာရင်အားကိုကောင်းမွန်စေမယ်။ခန္ဓာကိုယ်အတွင်းဂလီဇာတွေအတွက်ပေါ့နော်။လှုပ်ရှားမှုဖြစ်စေတဲ့လေ့ကျင့်ခန်းလေးချိုးပြပေးမယ်နော်။ကျမတို့အစာရင်အားကောင်းနေမှာကျမတို့ကအစာကြည့်မယ်။အစာကြည့်ချက်အားလေးကောင်းမယ်။ပြီးတော့လေပုံမှန်လေးလေလေတယ်ပေါ့နော်။ပြီးတော့ကျမတို့ဝင်းကိုလည်းပုံမှန်သွားစေရပါပေါ့နော်။အားကြောင့်ကျမနဲ့တူအားလုံးပဲလိုက်လို့ကြည့်ရအောင်။ โอเคရင်းဦးဆုံးကျမတို့ကအခင်းလေးတစ်ခုအောင်มาထိုင်လိုက်တယ်ထိုင်ပြီဆိုရင်လက်မလေးကိုအထဲထဲလက်လေးချောင်းကပေါ်အောင်လက်သီးလေးဆုပ်လိုက်ပြီးတော့ကျမတို့ကချက်ပေးနာမှာအဲ့လက်သီးဆုပ်လေးကိုထားလိုက်တယ်ပြီးရင်လေးကိုရှူရအောင်ရှူလေးကိုပြန်ထုတ်လိုက်မယ်ထုတ်ပြီဆိုရင်လက်သီးဆုပ်လေးနဲ့ဘိုက်ကိုဖိပြီးတော့အရှိကိုကိုနိုင်တဲ့လောက်လေးခြင်ချပေးမယ်အဲ့မှာကျမတို့10စက္ကန့်လောက်ထားပြီးပါဒါကိုတော့ပုံမှန်လေးရှူသွင်းရှူထုတ်လေးနဲ့နေမယ်1 2 3 4 5 6 7 8 9 10 10 okay ပြည့်ရှုသွင်းတဲ့ဒူတာလေးထားမယ်ထုံမယ်ဆက်လုံးပါရှုထောက်ပြီးဖိလိုက်ပြီးတော့မှရှေ့ကိုခိုင်းချခေါင်းလေးရရှေ့ကိုမော့ကြည့်ထားပြီးမယ်ရှုသွင်းရှုထုံရှုသွင်းရှုထုံ5 4 3 2 1ဒါလေးပြန်ထနောက်တစ်ကြောလောက်ရှု ရှူထောက်ဖိပဲဆွဲချပြီးမိ။ဒါကကျမတို့ကအခုလိုထိုင်ရကလေးနဲ့မရဘူးဆိုရင်လည်းဂရင်မော်လေးမှာထိုင်လိုက်ပါတော့။ဂရင်မော်မှာခြေထောက်လေးကိုအောက်ချပြီးတော့လက်သီးစုံလေးကိုဖိပြီးတော့ခြေကိုနည်းနည်းလေးကိုင်းပြီးတော့လှုပ်ရင်လည်းရတယ်နော်။ Okay ပြန်ရှူသွင်းမှာဒါလေးပြန်မှာပြန်ပြန်ထောက် โอเคဒါပြီး၄ဘတ်ထောက်နေထားလေးနဲ့နေတယ်သူကတင်မကျဲတိုင်းခွဲကိုယ့်ရဲ့လက်ကိုလည်းပခုံးကျဲတိုင်းထားပြီးတော့ရှူသွင်းတဲ့ချိန်ခါကော့ခေါင်းမော်တယ်ရှူထုတ်ပြီးဆိုဘိုက်ကိုရှက်ကြောကုန်လေးကိုဆွဲတော်မယ်โอเคပြန်ရှူသွင်းမယ်ပေါ်ရားတလောင်မော်ကြီးခါကော့တင်လေးကိုကော့ထားရှူထုတ်မယ်ဘိုက်လေးကိုဆွဲရှက်ပြီးတော့ခေါင်းငုတ်မေးစင်းနဲ့ရင်မက်လေးကပ်ပြီးပြန်လို့ရအောင်ရှူသွင်းမယ်ကော့လိုက် ရှူထုံးမယ်ပြန်ညှစ်ပြီးဆွဲတင်ထားပြီး Okay ပြန်ရှူသွင်းမယ်မော့ပြန်ထုံးဆွဲတင်နောက်တစ်ချိန်ရှူသွင်းမယ်မော့ရှူထုံးမယ်ဆွဲတင်ထားမယ်အဲ့တင်ထားတဲ့အတိုင်းလေးနောက်ကိုထိုင်ချဒူကောင်းလေးကိုကားပြီးတော့ရှေ့ကိုနည်းနည်းလေးမောက်ချလိုက်ပါအဲ့တိုင်းလေးရှူသွင်းရှူထုတ်လေးနဲ့ short ထားပေးမယ်5 4 3 2 1 okay ပြီးဖြစ်ဖြစ်ချင်းပြန်ထားမယ် okay ပြီးပြီဆိုရင်ကျမတို့ဒူကောင်းလေးထောင်လိုက်ပါထောင်ပြီးပြီဆိုရင်ကျမတို့ရဲ့ဘယ်လက်လေးကညာဘက်ဒူကောင်းကိုင်နေညာလက်လေးနောက်မှာထောက်ပြီးတော့ခါးလေးလှည့်ပေးရအောင်ခါးလေးကိုရတဲ့လောက်လိမ့်မယ် okay short ပြီးရင်နောက်တစ်ဖက်ချိန်မယ်ဒီလိုပုံစံမျိုးမထိုင်နိုင်ဘူးဆိုလည်းကျမတို့ရိုးရိုးတမလင်ချိန်အနေထားလေးနဲ့ပဲထိုင်လို့ရတယ် okay နောက်တစ်ခေါက်ပြန်လှည့်ပါလှည့် တော့ green ပေါ်မှာခုံပေါ်မှာထိုင်ပြီးလုပ်လဲရရနော်ခြေောက်လေးအောက်ချပြီးရောနိ Okay နောက်တစ်ဖက်ပြန်ချိန်မယ်လဲနောက်တစ်ကြောလောက်ပြန်လို့ရအောင်ဒါလေးပြန်လဲ Okay ပြန်ချိန်မယ်နောက်တစ်ဖက်လဲ Okay shot ပြန်ခြေောက်လေးနှစ်ဖက်ရှေ့ကိုဆန်လိုက်လက်လေးနှစ်ဖက်လဲဆန်မယ်ရှူသွင်းတယ်ရှူထုတ်ပြီးဆိုရှေ့ကိုဒါလေးကိုင်းပြီးလျှော့ပေးလိုက်ပါ โอเคပြန်ရှူသွင်းမယ် lesson မရှူထုံးမယ်ရှေ့ကိုနောက်တစ်ကြောထပ်ကိုင်းပြန်ရှူသွင်းမယ်မရှူထုံးမယ်ကိုင်းပြီးရှော့ချဆက်လို့ရှူမယ်မထုံးမယ်ရှော့ချနောက်ဆုံးတစ်ကြောရှူရှူထုံးပါဖီချ5 4 3 2 ဝမ်ဖြည်းချင်းပြန်ထားပြီးဆိုဒူအောင်လေးထောင်းလက်နှစ်ဖက်နောက်မှာထားပြီးဒူးလေးတွေပဲညာလေးရိုင်းနေဟိုဘက်ဒီဘက်ပဲညာပဲညာရိုင်းပြီး1 2 3 4 5 6 7 8 8 7 6 5 4 3 2 1 ဖီးထားပြီတစ်ဖက်ထဲကိုရသလောက်လေးဖီးချတာပြီမေโอเคပြီးနောက်တစ်ဖက်ချိန်မယ်ဖီးချโอเคနောက်တစ်ဖက်ပြန်လဲပြောင်းမယ်နောက်တစ်ဖက်လဲโอเคရှော့ ေးတမလင်ခွေပြီးတော့ထိုင်လိုက်မထိုင်နိုင်လဲဂရင်ပေါ်မှာဆိုလို့ရှိရင်တော့တမလင်ခွေထိုင်ကြမလို့ခြေောက်လေးအောက်ချထားပါတော့။ Okay အဲ့ရနေလက်လေးထောက်ပြီးခါလေးဘေးကိုစောင်းချကိုရသလောက်လေးစောင်းပေးပါနှဲနှဲပြီးတော့ဆောင်းနာဆောင်းနာတက်ကိုပုံမှန်ရှူသွင်းရှူထုံနေ Okay ဘေးနောက်တစ်ဖက်ချိန်မယ်ဖီချာရှူသွင်းရှူထုံရှူသွင်းရှူထုံမမင်းနဲ့ โอเคနောက်တစ်ကြောလောက်ထပ်လုပ်ပါဖြည်းဖြည်းချင်း short ချဖြီးချပေးโอเคပေးနောက်တစ်ဖက်ချိန်မယ်ဖြီးချနောက်ဆုံးတစ်ကြောလောက်လို့ရအောင်ပြန်ဖြီးချပေးဖေးတက်တဲ့လေးကိုစောင်းเนาะရှေ့ယူခါလေးမကိုင်းစေနဲ့နောက်တစ်ဖက်စောင်းချโอเค short ကျွန်မအခုပြပေးတဲ့ဒီလေ့ကျင့်ခန်းလေးတွေကိုပုံမှန်လုပ်လို့ရတယ်။ဒါပေမဲ့အစားနဲ့နီးနီးကပ်ကပ်တော့မလုပ်နဲ့နော်။အစားအစားပြီးရင်တော့လေ့ကျင့်လို့မရဘူး။အစားနဲ့အနည်းဆုံး၄နာရီလောက်ကြာပြီးတော့လုပ်လို့ရတယ်။နေ့တိုင်းလေ့ကျင့်ပေးလို့ရပါတယ်။လုပ်ကြည့်ပါ။တတ